ခုဆိုရင်တော့ညီညီကအမှုလေးဖြစ်ပါတော့မယ်။ဒီနေ့တော်တော်လေး ရသာဝင်တော့အောင်လို့အခုဆိုရင်တော့အုံလို့ထည့်ပါမယ်။အဲ့ဒါလည်းပွင့်လာပါပြီ။အခုဆိုရင်တော့ရသာအကြမ်းငါးငန်းပြရည်လေးနည်းနည်းထည့်ပါမယ်။ပြီးရင်စားနည်းနည်းထည့်ပါမယ်။ အခုဆိုရင်တော့ရောပြီးပါပြီ။ဒါကိုပွင့်အောင်ထောက်ပြီးသွားရင်အုံးလို့ရဲ့အဲယူရီးယားအရက်ကလေးရဲ့ချက်ပြီးရင်တော့မအကြီးရည်ရပါဘူးနော်။အခုဆိုရင်တော့အုံးလို့လေးထည့်ပါပြီ။ဒါလေးကတော့ယိုဒီယအရွက်ကလေးပါအခုဆိုရင်ဟင်းရိုးလေးကိုထည့်ပါပြီအနက်လေးမှွှေးအောင်လို့ပါ ဒါလေးကတော့ရိုတရအရွက်ကလေးပါမေမလုံးကိုယ်တိုင်စိုက်ရပါသူကားဒီလိုအပွင့်ကလေးပွင့်ပါရဲ့ပွင့်ဝင်ကြည့်အရွက်ကလေးခုနအိုးထဲမှာအုံးလို့ခါဆွဲနေမှုရအောင်လို့ထဲချက်မှာပါဒါကတော့အုံးလို့ခါဆွဲအတွက်အရွက်ကလေးပါဒီမှာနောက်တစ်ခုကတော့ဒါဖက်ကမောင်းရမေမလုံးဖက်ကမောင်းအရွက်ကလေးနဲ့ထဲစိုက်ထားပါရဲ့ တခုကတော့ဖကဘောင်အရွယ်မထည့်ပါဘူးเนาะဒီအုံလုံးခါဆိုတဲ့အရွယ်ပဲထည့်ပါပါ